လူသားတယံဇာတာဆုံးရှုံးခြင်းသို့မဟုတ် HIV နဲ့ကပ်ခုံကြသူများ HIV ရောဂါဆိုတာမတိမတာပျက်စီးနေတဲ့လူအတိုင်းဝိုင်းတစ်ခုအတွင်းမှာအတန်တိတ်ပြန့်နှံ့နေသောရောဂါဆိုးကြီးတစ်ခုပါ အမျိုးသမီးငယ်တွေကြား HIV ရောဂါပိုးတွေ့ရှိမှုမြင့်မားလာပြီးဒါတွေကလိင်သိပညာပေးအားနည်းခြင်းနဲ့အတူလူငယ်တွေကြားခေတ်ဆားလာတဲ့မူရစ်ဆေးဝါးပြဿနာတွေပါ အထူးသဖြင့်ဒီဆေးတွေကိုရွှေတူးဖော်ရေးလောက်ွက်တွေမှာအလုတ်ပိုလုံးနိုင်ဖို့အတွက်ပေးသုံးတာကစတာပါနောက်ပိုင်းဆေးဆွဲလုပ်သားတွေကိုလောက်ခလာစာအစားမူရစေးတွေပေးတဲ့အထိတွင်ကျဲလာပါတယ်ဒီမူရစေးတွေကြောင့်လိမ်ပိုင်းဆိုင်ရာရာဇဝတ်မှုတွေအုပ်စုဖွဲ့လိမ်ဆက်ဆံမှုတွေကနေဘုံကွဲသလို HIV ရောဂါပြန့်နှံ့နေတာပါလိမ်မှုရေးရာမှာပေါ့ပေါ့တန်တန်ထားတဲ့ဒီမာကအရန်ကိုပေါ်တဲ့ အဲ့ဒါတွေမလုံနဲ့လို့လည်းပြောလို့မရတော့ဘူးမရရင်လည်းလောက်ကြဒီလိုလက္ခဏာဖြစ်လာပြီဆိုရင်လည်းစစ်စစ်ပေးမယ်စစ်လို့ပေါ်ပြီဆိုရင်လည်း ART ဆေးကိုတောက်ရင် လူတန်းစီနေနိုင်တယ်ဆိုတာက အသိပညာပေးဖြစ်သွားပြီလို့ဒေတာခန့်အမျိုးသမီးတဦးကပြောပါတယ်ဒါဟာရှမ်းပြည်နယ်အရှေ့ပိုင်းကျေးလက်ဒေတာအတိုင်းဝိုင်းတွေမှာဖြစ်ပျက်နေတဲ့လက်ရှိအခြေအနေတစ်ခုပါ ဖြားနာတာဝမ်းလျှော့တာစတဲ့ HIV ယောဂတန်တရားရှိသူတွေကိုစစ်လိုက်ရင် အကုန်နိဗ္ဗာန်ယောဂဘိုးတွေ့ရှိတယ်လို့ဒေတာခန်တချို့ကပြောပြပါတယ်။မိဘတချို့မှာတော့ HIV နဲ့ပတ်သက်ပြီးတမူထူးခြားတဲ့အမြင်တွေရှိလာပါတယ်။မိခင်ကိုယ်တိုင် HIV ယောဂဘိုးရှိနေတဲ့သူနဲ့တမီးရင်းကိုလက်ဆက်ပေးတဲ့ဖြစ်ရတချို့ရှမ်းပြည်နယ်အရှေ့ပိုင်းဒါလီမြို့နယ်တွင်းကကြေးရွာတရွာမှာဖြစ်ပွားခဲ့ပါတယ်။ အဒီ HIV ရှိနေတဲ့ထိုင်းနိုင်ငံသားအမျိုးသားထန်စီကငွေကြေးယူပြီးတမီးရင်ကိုထိုးအပ်တာမျိုးပါ HIV ကမတည်ဘူးကုလို့ရတယ်ဆေးရှိတယ်ပေါ့ငါလဲဆေးတောက်ပြီးအသက်ရှင်နေတာပဲတဲ့အဲ့လိုမိဘလည်းရှိသေးတယ်လို့တာလီမျိုးနယ်ဒေတာခန်တဦးက ပြောပြပါတယ် HIV ပိုးရှိသူတွေကြားလိမ်ဆက်ဆိုင်ရင် HIV အခြားမျိုးစားတစ်ပေါ်ထွက်က ART ဆေးမတိုးတဲ့ရောဂါပိုးဖြစ်လာနိုင်ပါတယ်